မြန်မာနိုင်ငံမှာငလင်ဖေးတင်ရန်ပြီးလူရည်လေးတရမသုံးတန်းကျော်ဟာတန်ရှင်းတဲ့ရေးနဲ့တန်ရှင်းရကူအညီတွေအရေးပေါ်လိုအပ်လာတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရှုံးခါထုတ်ပြန်တဲ့စီရင်ခန်းစာမှာဖော်ပြထားပါတယ်။ ဒီလူဦးရေကိန်းခဏဟာဘေးရနေရမကြောက်ခင်ကလူဦးရေတိတိလမသက်တမ်းကနေမြင့်တက်လာတာဖြစ်ပါထဲ့ငလှင်းချောက်ရေပေးရေစနစ်ထွေပျက်စီးကုန်ပြီးအင်းထားလုံးရေ4200ကျော်ပြိုချခဲ့တဲ့အပြင်တရက်စင်ပြီးမမှန်ထားကြောင့်ရေတင်ဖို့လည်းအခက်အခဲရှိနေကြပါထဲ့ ဒီရဲ့ချိနေတွေပိုဆိုးမလာခင်ငလင်ဘေးတန်ခံရတဲ့ထိခိုက်လွဲသူတတန်းကိုဘေးကင်းတဲ့ရှေးအရေးပေါ်အိမ်နာနဲ့တကိုးရီတန်ရှင်းရဲ့ကူအညီတွေပေးသွားဖို့လူသားချင်းစာနာတဲ့မိဖအဖွဲ့အစည်းတွေကရည်မှန်းထားပါတယ်။ မက်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့ပြင်းအား9တရမ9ရက်အဆင့်ရှိငလင်းကြောင့်လူပေါင်း18တန်းကျော်နေထိုင်ရာဒေသတွေမှာ နေအိမ်တွေဆေးရုံတွေစာတင်ချောင်းတွေနဲ့အခြေခံအဆောက်အုံများပြိုချပျက်စီးမှုများကြကြံပြက်ပြက်ဖြစ်ပွားခဲ့ပြီးလူပေါင်း9တရမတတန်းကျော်မိခိုနေရာထဲမန်လေးနဲ့စကိုင်းရပါဝင်ငလင်းထန်းတဲ့ဒေသတွေမှာရေပေးဝေးမှုတန်ရှင်းရှိနဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေဟာမရှိမဖြစ်လိုအပ်နေတယ်လို့ စီရင်ခန်းဆောင်မှဖော်ပြထားပါသေးလို့သိရပါသေးရှင်။